အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမခင်မျိုးချီရေးသားတဲ့ဆနလာရာဒီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကတဇောင်မုံလာရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။တဇောင်မုံလာပွဲလူကထိန်သင်္ကန်းနှင့်မလန်းတဲ့စုပန်းရွယ်ဒီချင်းကိုဝတ်မုံကျဲလို့ခဝဲရွှေညာရင်မှာသင်ရနံကျွဲ့ ကောင်းကင်လဲထွက်ဝဲဘုံဦးရွှေလဆန္ဒနှင့်စတ္တိကရွှေရောင်ဆုံးတဲ့ထုံးထိန်လိုမြူတဆောင်မုံလားနိုဝင်ဘာလားလေးလာတာမိုးရသည်ကုံလွန်ပြီးတကားလားတင်းကျုံမိထုံးပွဲတော်မှစား၍ပွဲတော်လာများတဆက်သေးဝင်ရောက်လာသည်တဆောင်မုံလားရောက်လာပြန်တော့တေးသချင်းဂီတအကအခုံများဖြင့်ပို၍မြိုင်မြိုင်ဆိုင်ဆိုင်မိထုံးပွဲတော်ကိုဆင်နွှဲကြပြန်သည် သုံးပတ်တာလုံကအသုံးပြုခဲ့သောစက်ကူမီးဘုံကလေးများမီးအလှဆင်ရင်ထားမှုများမှာလှပစေဖြစ်လေရာပျော်တတ်သူမြမလူမျိုးများအတွက်ဆက်သုံးဖို့ပို၍အစဉ်ပြေနေသည်တစောင်းမုံလာတွင်ကျင်းပါသော တစောင်းနိုင်မီးထုံးပွဲတော်သည်ဗုဒ္ဓဘာသာအထိပ်ပယ်များမပါဝင်သောဗုဒ္ဓဘာသာလူမျိုးတို့ထက်ပို၍ရှိကြသော ရိုးရာပွဲတစ်ခုဖြစ်ပါသည်ထိုပွဲတော်ကိုဖျားမပွင့်မီအခါက ဂျိုနက်ခတ်တာယာများကိုအစိုးရသောနှစ်ဖျားများအားဂုံပြူသောအဖြစ်တတိကာပွဲဟုခေါ်ဝေါ်လေသည်ဆနလရာဒီကွင်းအလိုက်ရှိသောဂျိုကုံအမတ်အသားများသည်သူတို့တက်ရောက်သောလာအလိုက်ရှိသည်ကြာရောက်သောဂျိုများ၏ဩဇာတက်ရောက်မှုအရာယခုလာသည်ကလူစိတ်စေတသိက်ကို မဟုတ်တာလို့ဖို့တွေးဆောင်နေလေသည်ဤလာတွင်စောရာငတပြတို့အလုတ်တွင်သည်ကာလဖြစ်သည် ရှေ့ဘရင်များကထိုကာလအတွင်းပွဲတော်များကိုကျင်းပပြီးရေရွှင်နောက်ပြောင်မှုမှန်သမျှကိုလက်မှတ်ရဝင်ပြုသည်ရင်းသည်လူဤစိတ်အာယုံကိုသူတစ်ပါးထိခိုက်စေသောမဟုတ်တာလို့သောအပြုအမူလုပ်ရများအားတက်ဖက်လန့်နှင့်ဖယ်ရှားပေးလိုက်သောစိတ်တက်ဆင်ဆင်ရေးဖြစ်သည်တည်ငြိမ်အေးဆေးသောသူများသည်ဤရာသီဝိသေသကြောင့် မဟုတ်တာတစ်ခုခုလှုပ်ဖို့တက်ကြွလာပုံများလည်းရှိသည်ကောင်းမွန်သောရာသီဥတုနှင့်လျော်ညီစွာကြဲတရာတို့ဖြစ်ဖွဲ့တည်ထားသောတိန်သားကင်းစင်သည့်ကောင်းကင်ယံငွေဆန္ဒလာရောင်တို့သည် တခုခုလှုပ်ဖို့အခါကောင်းဖြစ်သည် ။တစောင်းတိုင်းမီးထွန်းပွဲတော်ကို ရိုးရာပွဲတော်များအဖြစ်အမှတ်တရစတင်ခဲ့တော်လဲဗုဒ္ဓဘာသာဝင်တို့၏အထူးအမြတ်ပွဲတော်အဖြစ်ယနေ့တိုင်းအတိအမှတ်ပြုကြသည်။ဤလသည်ဖုန်ကြီးများအတွက်သင်္ကန်းကလူကြသောတမယလည်းဖြစ်သည်။ဖုန်ကြီးများအားမြည်သည့်အချိန်တွင်သင်္ကန်းကလူရမည်ဟူ၍ကန့်တတ်ထားခြင်းမရှိပါ မည်သူမဆိုမည်သည့်အချိန်ကာလမရွေးမည်သည့်ပုံကြီးကိုမဆိုကတ်လူနိုင်တော်လဲယခုလာကတ်လူခြင်းသည်ထူးခြားသောအဓိပ္ပာယ်များရှိသည်ယခုအချိန်သည်ထုမြတ်သောအချိန်အခါလဲဖြစ်သည်ဝါတွင်ကာလအတွင်းလာပေါင်းများစွာပုံကြီးเจ้าများ၌တည်င်းတုံးရသောပုံကြီးများသည်ဤကာလသို့ရောက်သော အပြင်ထွက်၍မိဘဆရာသမားတို့ထံယိုသည်တမှုပြုရန်ပြင်ဆင်ကြသောအချိန်ဖြစ်သည် ဖုန်ကြီးများအားအပြင်ထွက်သွားလာခွင့်ပိတ်ပင်ထားသည်မှလွတ်လပ်ခွင့်ရသော အချိန်အခါလေးဖြစ်ပါသည် ထိုကာလမှာဖုန်ကြီးများအကြားတင်ကန်းအစ်စ်တို့လိုအပ်ပြီးဖြစ်သည်ဤရာသီ၌တင်ကန်းနှင့်အခြားလူဝယ်ပစ္စည်းများကိုကတ်လူခြင်းသည်ဖုန်ကြီးများကိုလှူဝဲပစ္စည်းကတ်လူရာတွင်ဖုန်ကြီးတပါးတည်းကိုပုပ်ကူဆွဲလှူဒန်းခြင်းမဟုတ်ဘဲတန်ခါကုံရည်စူးပြီးလှူဒန်းခြင်းဖြင့် ဤတန်ကိတာအလူသည် ကုသိုလ်အများဆုံးရရှိပေသည် လူတဘာဝအရာ တခါတရံတွင်လှူဒန်းပစ္စည်းများကိုပုတ်ကိုယ်ဆွဲသို့မဟုတ်ခင်မြင်ရင်းနှီးဆွဲဖြင့်ဖုံးကြီးများကိုပေးလှူတတ်သည် ထိုအလူဌာနများထဲတွင်တန်ကကုံကိုရည်စူးကတ်လူသောတန်ကိတာအလူထက်မြင့်မြတ်သောအလူမူ၍မရှိပါမြတ်စွာဘုရားလက်ထက်တော်အခါကမိရွေးတော်ဂေါတမီသည်မြတ်စွာဘုရားအတွက်သင်္ကန်းတော်ကိုကိုယ်တိုင်ကြက်မှတ်ရက်လုပ်တော်မူသည် ဤသင်္ကန်းတော်ကိုအကောင့်တကအကောင်ဆုံးသောရုပ်ဝတ္ထုပစ္စည်းများအမွှေးအကြိုင်အထုံခိုးများဖြင့်အသေးစိတ်စီရင်ချုပ်လုပ်ထားလေသည်မြတ်စွာဘုရားအားဤသင်္ကန်းတော်ကိုကတ်လူသောအခါမြတ်စွာဘုရားကဤအလှတော်သည်တန်ခဂုံဝါယေရှုကတ်လူသောတန်ကိတအလှဖြစ်တဲ့သည်ဟုမိရေတော်ဂေါတမီအားအကြံပြုလေသည်ရှင်တို့တန်ခဂုံအားအာယုံပြုစည်းကံလူရန်ချင်းအကျိုးတရားကိုမြတ်စွာဘုရားကရှင်းပြတော်မူခဲ့လေသည်။ မြတ်စွာဘုရားသည်သူ၏အလုံးစုံသိမြင်တော်မူသောတပ်ပညူတာဉာဏ်ဖြင့်ရှေ့ဖြစ်ကိုကြည်တော်မူသောမြားမကြာမီဝဲငါဖျားပရိနိဗ္ဗာန်ပြုမူလက်တံငါဖျားဟောကြားတော်မူအပ်သောတရားတော်တို့သည်တန်ခါတော်အပေါင်းတို့အဖန်ကြလဲလဲနှလုံးသွင်းကတေဆောင်ရယူခြင်းဖြင့်မပြောင်းမပြတ်မျက်ပျက်စည်းကုန်ရာ တန်ဃာတို့အားဒါဤကဒါဤကာမတို့ကပေကံထောက်ပံ့လူတန်းကြအံထိုသောအခါဒါဤကဒါဤကာမတို့ကပုပ်ကိုဆွဲဖြင့်ဖုန်ကြီးများအားလူတန်းသည်ရှိသောတကယ်လိုအပ်သောတခြားဖုန်ကြီးများရှိနေအုံးမည်ဤတို့ချင်းအပြင်တန်ဃာတော်တို့ဤတရားပြုခြင်းစွမ်းအားကို ရုပ်ရော့စေပေသည် ထို့ကြောင့်မြတ်စွာဘုရား၏ဟောကြားဆုံးမမှုအရာဤယာတိကာလအတွင်းတန်ဃာတော်များအားလှူဝဲပစ္စည်းများကိုတန်ဃာဂုံကိုရည်စူးကတ်လိုခြင်းသည် စစ်မှန်ထူးမြတ်သော တရားတော်ကို ပေးခြင်းမြည်ဤဟူသောဝိသေသကိုအသက်သွင်းရာရောက်သည့် လှူပယ်ပစ္စည်းများအားလုံးသည်တန်ခါကုံကိုရည်စူးကလူချင်းဖြင့်တန်ခါကုံအတိုင်းကြည်ကြံအားထုတ်နေထိုင်ကြသောဖုန်ကြီးများအားလုံးကိုရည်ရွယ်ရာရောက်ပြီးအစင်ရဲဆုံးသောဖုန်ကြီးများ၏လိုအပ်ချက်သည်အခက်အခဲမရှိပြည့်စုံသွားပြီဖြစ်သည်မြတ်စွာဘုရား၏ဩဝါဒအရာဖုန်ကြီးကျောင်းတွင်ဝါစင်ကြီးသောကျောင်းတိုင်ဆရာတော်ကြီးများ၏အောက်တွင်ဝါရင်းကာလပလုံးတည်င်းတုံးနေထိုင်တော်မူသောဖုန်ကြီးများသည်တန်ခိတဟူသောတန်ခါကုံကိုရည်စူးကလူသောအလှူဒါနာကိုလက်ခံရ ယူခွင့်ရကြလေသည် အသိအဖွဲအစည်းများက စီမံခန့်ခွဲ၍လူဝဲပစ္စည်းများကလူချင်းသည် တလေထုံစံတစ်ခုဖြစ်ပြီးမိသူမဆိုအလူဝတ္ထုငွေတုံမဟုတ်တခြားပစ္စည်းများကိုပေးဝင်လူဒန်းနိုင်သည် လုပ်ငန်းကိုင်ငန်းတစ်ခုတည်းတုံမဟုံရုံတစ်ခုတည်းမှာလုပ်ကင်နေကြသူများသည်ဤသို့အသိအဖွဲများဖွဲ့စည်းကဖုန်ကြီးเจ้าများအတွက်လှူဝဲပစ္စည်းများကောက်ခံစုဆောင်ကြသည် ထို့ကြောင့်ပင် ထိုရာသီကာလအတွင်းလမ်းဘေးဝဲရာရှိဈေးနေရာများအတွင်းနှင့်မန်တပ်အတွင်းတို့တွင်တစ်သားလုံးတရိကံ ပုံတံတန်းဖွဲ့စည်းတိဆောက်ထားသော အရာတို့ထောင်ထားသည်ကိုမြင်ရမည်သောအရာတစ်ခုစီဝဲလူဝဲပစ္စည်းများဖြစ်သောအဝါရောင်တင်ကံမျက်နှာတုပ်ဘဝများလက်တုပ်ဘဝများအိုးခွက်ပကံရောင်မများနှင့်အတုံးဝင်သောပစ္စည်းကြီးငယ်မရွေးတို့ကိုချိတ်ဆွဲထားလေသည် ထိုအရာများသည်တန်ခိတအလူဖြစ်တော်မူပြီးမြည်သူကိုမဆိုကိုတရာတရားထက်တန်တည်း၍စက်တန်လက်ကင်ဘဝဆက်ပြခဲမှအစမြည်မြသိငယ်သည့်အလူပစ္စည်းဖြစ်ပါစေ လာရောက်ချိတ်ဆွဲကြဖို့ဖိတ်ခေါ်ထားပါသည် ထိုကဲ့သို့လူပဲပစ္စည်းများချိတ်ထွဲထားသောတက်သားဖြစ်ပြုလုပ်ထားသည့်တတိကံဘုံအတင်တရံများကိုပရိသာပင်များဟုခေါ်သည် ထိုပရိသာပင်ဟူသောစကလုံးသည်ပေါများသောတုန်နိုင်မရသော ချမ်းသာကြွယ်ဝမှုဟူသောအထိပ်ပဲရပါသည် ထိုပရိသမင်ဤစကြောင်းဒီကစိတ်တဘောထားယူသားဖြူစင်ကြသူလူသားများဖြင့် ဖွဲ့စည်းခဲ့သောကဘာဦးအစကာလကို ပြန်ပြောင်းသွားရသည်ထိုလူသားတို့တွင် ကိုအလိုရှိရာအစာအစာအဝိအထဲအရာဝိတုများကို လိုလားတောင်းတလိုက်ရုံဖြင့်အသင်ခုဆုံနိုင်သောပရိသပင်ကြီးတပင်ရှိလေသည် စားတော့ဖွဲ့တစ်ခုစားခြင်းသည်ဟူတောင်းတလိုက်ရုံနှင့်ထိုပရိသပင်မှာ ကိုစားလူရကိုအတင်ခူးစားလိုက်ယုံပင် အကောင့်တကအကောင့်ဆုံးအဝတ်အထည်ကို ဝစ်စင်ကျင်သည်ဟုဆိုလိုက်လျင် ထိုပတဲ့သည်ပင်မှာလှမ်းယူရန်အတင်ဖြစ်ချေသည်စီးကားချက်တစ်ချက်မှာထိုနေ့အတွက်ကိုလိုချင်တဲ့လောက်ကိုတုံးဖို့ယူနိုင်ပြီးလိုတာထက်ပို၍ယူသိမ်းခွင့်မရှိပေ လူဟုဒီကစိတ်ထားမရင်ကြရာကကိုလိုချင်းသည့်အရာကို ကိုပိုင်အဖြစ်များစွာရယူလိုကြပြီးတစုံတယောက်သည်ကိုလိုတာထက် ပုံယူသိမ့်ဆက်ကြကုန်ပြီဟုတွေးကဘသူဘသူကိုမှမယုံကြည်ကြတော့ပေထို့သောသော အတွေးဖြင့်ရှုပ်လာသောလူတဦးသည်သူလိုရှိသလောက်စတင်၍ပုံယူလျာနောက်တဦးကလည်းထိုနည်း၎င်းလိုက်လုံလေသည် ဤသို့ဖြင့်လူသားတို့သည်ပစ္စည်းထားသူစုဆောင်မှုများစတင်လှုပ်လာကြပြီးအချင်းချင်းခိုက်ရန်ဖြစ်ပွားလေရာပရိသပင်လည်းသူ့အလိုလို꽌လေသည်ထိုအချိန်မှအစာပြု၍လူသားတို့သည်နှစ်ဖူးချွေးမြေကြသည့်တိုင်ဘဝအတွက်ယုံကန်နေကြရပေသည်မူလပထမပရိသပင်ကမရှိတော့သောညလည်းတဆောင်နိုင်ရာသည့်အတွင်းမှာတော့ပြန်လဲရှင်သန်လာပေသည်ရှိရှိသမျှသောအရာတို့သည်ဤပရိသပင်ပေါ်ဝဲတီးပွင့်ကုန်ကြလေသည် လူတို့သည် ပေကန်းရရောသောတနာကျင်နာတတ်သောသူများပြန်လေဖြစ်လာသည်အလူပစ္စည်းကြီးငယ်တို့ဖြင့်ပရိသပင်တွေကိုတိဆောက်ကြလေသည်ကထိန်အလူပစ္စည်းများအပြည့်ချိန်ဆွဲထားသောပရိသပင်များကို ဖုံးပေါ်ကြီးကြောင်စီသို့အောင်မြင်စွာတည်ဆောင်လာကြရာလမ်းတစ်လျှောက်တွင်အတီးအမုံအကအခုံများဖြင့်တောက်ပသောပဝင်းကြီးများဝတ်ဆင်ထားသော လူပြိုဖြူများက စီတန်းလိုက်ပါလာလေသည်ဤအချိန်ဒီကခန်းနောက်ကြီးကျယ်လာသောအချိန်အခါပင်ဖြစ်ပါသည် ကထိန်အလူသည်ကုသိုလ်အရာဆုံးအလူတစ်ခုဖြစ်သည်ထို့ပြင်ပရေသာအသီးအပွင့်များနှင့်ပရေသမင်းများ၏အခမ်းကဏ္ဍမိတို့မိပုံအရေးပါနေသည်ကိုယခုလိုတွေ့နိုင်ပါသေးသည်မိသည်ဖျားစီသည့်ပထိုးတို့ကိုသွားစီဖြစ်စေ အလူကန်တက်တာပုံနဲ့တော့ငွေအခြေစီကလေးထဲလိုက်သည့်အခါတွင်ဖြစ်စေတတိကံခြေစီလေးကိုင်းကထိုင်နေသူပုပ်ကိုကထိုသူဤလက်ခံသည့်အနေနှင့်ခြေစီတန်ကဒူဝေဝေတန်လေးကိုပြူပြီးအလူရှင်အားဆူတောင်းမြတ်တာပို့တာပြီးဝဲတင့်အိမ်ရှိပရေသာပင်ပေါက်စီတော်ဟူအဆုံးသက်ဆူတောင်းပေးလိုက်လေတော့သည်တဲ့အိမ်ရှိပရိသာပင်ပောက်ပါစေတော့ဟူသည်ပြီးပြည့်စုံသောဆူတောင်းပင်ဖြစ်ချေတော့သည် တနည်းအားဖြင့်ကထိန်အလူဖြစ်သောပရိဒေသာပင်များပေါ်ဝဲတက်နိုင်သလောက်အထူပါဝင်ခြင်းဖြင့်ပရိဒေသာပင်ရှင်သန်နေအောင် ပြုထောင်ပေးရာရောက်သည်ကထိန်အလူတွင် မတိုးတင်ကန်းရက်လုတ်ခြင်းကိုမိမောင်းထိုးပြထားသည် ညာတွင်ချင်းသင်္ကန်းတော်အလျာပိတ်တော်ကိုလက်လက်ဆက်ဆက်အပီးအစီရက်လောက်ရသောကြောင့်မတိုးသင်္ကန်းများဟုခေါ်တွင်ခြင်းဖြစ်သည်မတိုးသင်္ကန်းရက်လောက်ခြင်းသည်မိမိဆန္ဒအလျာလောက်ကြခြင်းဖြစ်ပြီးဘာသာရေးရပြီးလောက်ကြသောအစီအစဉ်များတဲ့တွင် အချက်တစ်ခုအနေဖြင့်အရေးကြီးထည့်သွင်းထားခြင်းမရှိပေ ဂျင်းသည်မြမရိုးရာဓလေ့ထုံးတမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပြီး အထယ်ရက်လုတ်ခြင်းအတက်ပညာတစ်ခုကိုအားပေးအားမြောက်ပြုရာရောက်ပေသည် ထိုပွဲတော်သည်ကျိတ်လက်နေရွာသူများ၏လှုပ်ရိုးလုပ်ငန်းစဉ်တစ်ခုကိုဂုံတင်ပေးနေခြင်းလည်းဖြစ်သည်။ယနေ့တွင်ပင်ကျိတ်လက်တော်ရွာနှင့်မြို့နယ်ဒေသတို့တွင် ထိုသင်္ကန်းရပ်လုပ်ခြင်းကို စီမံကန်ကွယ်သည်။ တေးသချင်းဂီတဖျော်ဖြေမှုများအပြင်အစောဆုံးပြီး၍အကောင်းဆုံးဆေးရောင်ဖြင့်ရက်လုံနိုင်သူတို့အတွက်စုတွေကလည်းရှိနေရာထိုရက်ကန်းရက်ပွဲတော်ကိုဖျော်ဖြေအားပေးနေတဲ့ကဲသူဖြစ်သည်တင်ငန်းရက်လုံချင်းကိုနေအဝင်တွင်စတင်ကမနက်အာယုံတက်တွင်အပီးရကြရ၍ရက်လုံပြီးသောတင်ငန်းတော်တို့ကိုမျက်စွာပြားနှင့်တန်ခါကုံတော်တို့ကိုရည်စူး၍ဆက်ကကြလေရာ ဗုဒ္ဓဆင်းတူတော်များနှင့်ရုပ်ပွားတော်များဒီကမြတ်စွာဘုရားကိုကိုးစားပြုသောရုပ်ထုများပင် ဖြစ်လေသည်။ကျေးလက်တော်ရာများတွင် ပြုလုပ်သောသင်္ကန်းရက်ပြိုင်ပွဲသည်ပို၍ပင်အသေးစိတ်ပေသည်။ဝါကုန်းကို အပင်မှစုပြီးဝါကိုချိတ်ဖက်ပိုင်းငင်သည့်အမှုများပါပါဝင်လေကတညတာအတွင်းဝဲအပိရက်လောက်ကြရလေသည်။ဝါဆိုင်ပြိုးကွင်းများကိုထိုးပွဲအတွက်တီးတန့်ဖဲထားလေသည်တောရဒေသများသည်ဝါဆွန်ဆွတ် ဘိုင်းငင်းရက်ကန်းရက်စေဆူစသောအဖွဲများကိုဦးစီးဥရံပြူကပြိုင်ပွဲများကိုဦးဆောင်ကျင်းပပေးသည်တဆောင်မုံလာပြညာဤလာရောင် တေးတကီတာတခြင်းများ အကအခုံတို့ကအာတုံခွန်ဆိုင်ထုတ်လုံနေကြခြင်းကိုတတတအားတဲ့အပေးနေကြသည် စီပလွေလင်ခွင် လူငယ်အဖွဲကဝါကွန်းစုချင်းငယ်ရကန်းရံစေးစုအလုံးများတရဆက်ဆက်လက်လောက်ကိုင်းနေသောမိန်ကလေးများကိုဖျော်ဖြေပေးနေသည် အကောင်းဆုံးအဖွဲ့နဲ့အကောင်းဆုံးရလုံနိုင်သူအားစုတွေချင်းမြင်ကြလေသည်ရန်ကုန်မြို့ကြီးကတချို့သောဖျားတို့တွင်မတိုးတင်ကန်းရလုံချင်းရိုးရာအလုပ်ကိုယနေ့တိုင်းအကောင်းအထည်ဖော်နေသည်ခင်မီသော နီယွန်းမီယောင်ဤစုရှာသောအလင်းရောင်အောက်ဝဲထူးဆန်းအံ့ဩပဲကောင်းလာသည်လပြေဝုံဤဝင်းပါသောလာရောင်သည် သူဤလှပသောအလင်းရောင်ကိုပြသဖို့ယံအခွင့်အရေးလုံးဝမရတော့ခြင်း ယခုရာသီကိုအစစ်မှန်ဆုံးသောသကလုံးဖြင့်အတိတ်ပဲဖော်ရသည်ရှိသောပျော်ရွှင်မြူးထူးဆုံးလရာသီတစ်ခုဖြစ်သည်။ကြောင်စုံမီးများထုံကြီးကြဆိုကြကားကြအတီးအမှုန်တူဒီယာတွေတီးဆိုကြနဲ့ပြီးတော့ပရိသပင်တွေလည်းပါဝင်နေသည်မဟုတ်ပါလော။တစောင်းနိုင်ရာသီအတွင်းဝဲစိတ်ဝင်စားစရာဖြစ်တွေကလည်းရှိသည်။တချို့မှာလွမ်းစရာတချို့မှာရဲစရာသို့တော့လူခံစားချက်တွေအပြည့်ဖြစ်လေသည်။ တဆောင်မုံလာပြင်းနေညအခါဝဲယာစချူပြေဝဲတတိကနက်ခပ်ပွဲသဘင်စင်ရင်ချင်းပါနေသည့်အလားတမျိုးလုံးနှမျိုးကဲ့သို့တန်စာစင်ပြီးကမီးရှူးမီးလျံများတထိန်ထိန်ထုံးညီလျက်တေးသချင်းဂီတာတို့ဖြင့်ပြေကပွဲလန်းသဘင်စင်ရင်ချင်းပါလျက်ရှိသည့်ထိုအခါသမယဝဲရွှေနန်းတော်ခမ်းမဆောင်၌ရွှေပလင်ထက်ထိုင်နေသူ အစာတသက်မင်းမှထက်စွာသောဓာသွားများ၌တီနာနေတကယ်သို့မရွှင်မပြောအခါခါထိတ်လန့်လျက်ရှိသည်ခမည်းတော်ဗိမိသားရာမင်းကြီးကိုတတ်စေခဲ့သောဘယင်အစာတသက်မင်းဤသူဤတကူအာနာမင်းစည်းစိမ်တို့ဝဲတတ်တာချမ်းသာကို ရှာမရပဲဖြစ်နေသည် ရွှေနန်းတော်ညီလာခံခမ်းမဆောင်၌အမတ်အပေါင်းကဘရင်ခြေတော်ရင်ခါစားကြခိုင်ဘရင်အစာတသက်မှာသီလသမားတိပြေဆုံးသူ အကျင့်သီလကောင်းမွန်သူချစ်စွာသောမင်းကောင်းခမည်းတော်ဘိမိသားရာမင်းကြီးကိုသာတတိယနေတော်မူလေသည်အစာတသက်မင်းသည်မြတ်စွာဘုရား၏အသက်ကိုတတ်ဖို့ရန်ကြံစည်အားထုတ်နေသူမြတ်စွာဘုရား၏ရံသူတော်ကြီးအရှင်ဒေဝဒတ်နှင့်ပေါင်းသိမ်းမိက သူပေးသောအကြံအတိုင်းခမည်းတော်မင်းကြီးကိုတတ်ဖြတ်ခဲ့သောမကောင်းမှုကြီးကိုကျူးလွန်ခဲ့သူဖြစ်သည်။တင်သည်အဖကိုတည့်၍မင်းဖြစ်လော့ငါသည်မျက်စွာဖျားကိုတည့်၍ဖျားဖြစ်အံ့ဟုဒေဝရကပြောဆိုခဲ့လေသည်။ဒေဝရဤမကောင်းသောလုံရက်ကြောင့်မဟာပထဝီမြေကြီးသည်အတီးတီးသောရေမြေတောတောင်ကို ရွက်ဆောင်ခြင်းကငါစွမ်းနိုင်သည်။တင်ခဲ့သူသောလူယုံလူပြက်သည်ငါအထက်၌နေသည်ကိုငါမခံလိုပြီဟုဆိုတဲ့ကဲ့သို့ ကျောင်းမွက်ဖွဲကောင်းသောအတန်ကိုကြေညာလျက်သူနှင်းရအယက်မှကျုံ၍မိတောင်မိလျံများကအဝီစီငရဲသို့ဝါးမြူချလိုက်တော်သည်ရှင်ဒေဝရံမြေမျိုးပြီဟုသောတင်းစကားကို အစာတသမင်းကြားလေလျင်ဤမြေကြီးသည်ငါကိုလည်းမျိုးလိမ့်မည်လားဟုတွေးတော်လျက်အတိုင်းထက်အလုံးကြောက်ရွံ့ထိတ်လန့်တော်မူသည်ထို့ပြင်အစာတသမင်းသည် သူဤသားတော်ဖွားမြင်သောအခါမှာ ဟခင်ဤတားအပေါ်ချစ်ချင်းကို အချိန်အခါနောင်းမှ နားလေသိမြင်သည် အဖသက်သောမင်းသည် အမြင်မှန်ရသောအခိုက်ဝဲမြတ်စွာဘုရားရှင်ထံဖူးမြင်ကတော်မှဖြစ်တော်မူဟုဆင်ခြင်းမိသည်တို့တော်လေမိမိဤအဖြစ်ကကြီးလာသည်ဖြင့်မြတ်စွာဘုရားရှင်ထံမိတို့စည်းကဝွန်မိနေခါစားလျက်ရှိသော အမတ်မင်းများထံဝယ်ဘရင်နှင့်တူဝါဤတော်သူမြတ်စွာဘုရားအားဆေးပေးကူတာပေးသူ အလုံးအကျွေးပြုသူဆရာစီဝကသည် မူကြီးမြကြီးများရှေ့ဝဲအချင်းစီဝကငါသည်မိမိကိုယ်တိုင်ဖျားထံမောက်သူမသွားရောက်ဝင်ကြီးလာပါလောငါကိုဖျားရှင်ထံမောက်သူအရောက်ပို့ဆောင်ပါလောထို့သောအခါဘရင်သည်တစောင်းမုံလာပြေနေ၌တင့်တယ်လှပပုံကိုချီမွန်ရင်းစကားဆလိုက်သည်အချင်းတို့စီးနှင်းမြူတဲ့အသူတိန်မိခိုးကင်းပါသောဤယနေ့ညသည်နှလုံးမွေမျောပဲရှိလေစွာ အလွန်ကောင်းသောအစင်းရှိပါပေစွာ ရှုကျင်စပွဲရှိပေစွာစီးကပ်ကြသောငါတို့၏စိတ်ကိုတရားကြည်ညိုဖြစ်စေနိုင်မည်အဘယ်မည်သောတာမနေဗျမနာခောပုပ်ကိုသူမြတ်ထံယနေ့ငါကိုစီးကပ်ကြမည်သူဝခအမတ်တို့သည်မိမိတို့၏ဆရာများကုံအတီးတီးကိုထောက်ခံပြောဆိုနေလေသည် အစာတသက်မင်းသည် တိတ်ဆိတ်သောထိုမင်းတို့၏စကားကိုကြားနာလျက်ပြီးလျင်ဆရာစီဝကထံမှစကားတန်ကိုငဲ့လင့်နေလေသည်ဆရာစီဝကကလည်းအစာတသက်မင်းကမိမိရာရည်ညွှန်း၍ပြောသည်ကိုမတိမဟုတ်သိပါ၏ သို့သောတိလျှက်ပင်တေချာအောင်သည့်ရန်စကားမပြောဘဲတိတ်ဆိတ်သာထိုင်နေသည်နောက်ဆုံးတွင် အစာတသက်မင်းသည်ဆရာစီဝကအားအဘဲကြောင့်တိတ်ဆိတ်နေသည်ဟုမေးမြန်းလေသည်ဆရာစီဝကသည်နေရာမှထား၍မြတ်စွာဘုရားရှင်တည်င်းတုံးနေထိုင်တော်မူရာဇီဝကတည့်ရဥယင်ကြောင့်တိုက်ပတ်သို့မျက်နာမူလျက်တီချင်းငါးမျိုးဖြင့်ရှ िख ိုးပြီးလျင်ဥကောင်းထက်၌လက်အုပ်ကိုတင်ချီ၍ မြတ်တော်မင်းကြီးကျွန်ုပ်တို့လူဒန်းအပ်သည်တရက်ဥယင်ကြောင်းတိုင်း၌မြတ်စွာဘုရားသခင်သည်ယဟန်တန်ခါများနှင့်တကွာတည်င်းသုံးနေထိုင်တော်မူဆဲဖြစ်ပါသည်ဘယင်မင်းမြတ်သည်ဤကျွန်ုပ်ဤဆရာမြတ်စွာဘုရားကို စီကတ်တော်မူစေခြင်းပါသည်မြတ်စွာဘုရားရှင်ကိုစီကတ်တော်မူလျင်အရှင်မင်းဤစိတ်သည်ဧကံမင်းကြည်လင်ပါလိမ့်မည်သူအခါအလိုရှိရာမေကွန်းတို့ကိုမေးမြန်း၍တရားကိုနာယူပါလောဟူလျှောက်ထားလေသည် မင်းကြီးသည်ထိုခဏ၌ပင် စင်တော်များကိုအသိင်ပြင်စေလျက်ဆရာကြီးဝကဤတရက်တော်ဥယင်စီသို့မင်းခမ်းမင်းနာဖြင့်ကြွချီတော်မူသည်တရက်တော်ဥယင်ចောင်းတိုင်အနီးသို့ရောက်သောအခါလေပြေသွေးတံမတပါအတန်တိတ်ဆိတ်နေရကအစာတသက်မင်းသည်ကြောက်သောစိတ်ဖြင့်စက်သီးမွေးညင်းတို့ခြားခြင်းကိုဖြစ်ပေါ်လာလေသည်ညာလာပြီသောတံကအပေါင်းဤခြေဆက်တံချောင်းဟန်တံစကားပြောတံသည်အပေအကြောင်းမဖြစ်ပြီတနည်း ငါဤတူဝါဤတော်ဆက်သူဆရာစီဝကသည်လက်ပတ်ဖျားရမှုတစုံတရာပြုလုပ်ချေပြီးဟုတန်တရာဖြစ်တော်မူသည်အစာတသက်မင်းဤကြောက်ရုံမှုသည်ညာလှပြီသောယဟန်အပေါင်းခြံရန်လျက်ရှိသောမြတ်စွာဘုရားကိုဖူးတွေ့ရသောစိတ်အလွန်ကြည်လင်သည်တို့ပြောင်းလဲလာသည်ဤများများလာသောယဟန်တန်ငါတို့အဘယ်ကြောင့်များတိတ်ဆိတ်နေပါသနည်း ယခုအခါယဟန်တန်ကအကျဉ်ငိမ့်သက်ချင်းနှင့်ပြေဆုံး၏ငါဤတာဥဒယဗဒမင်းသားသည်ဤငိမ့်သက်ချင်းနှင့်ပြေဆုံးပါစေတည်းဟူ၍အစာတသက်မင်းသည်နှလုံးသွင်းတော်မူသည်ဖရာတစားဝန်အတွင်ဝဲမြင်းမြင်းမှန်သမျှတို့သည်စိတ်ငြိမ်လျက်ရှိသောတမုတ်တရားကြီးကဲ့သို့ဖြစ်သည်မျက်စီတစုံတွင်ယဟန်တန်ကားတို့ကြည်လေရာရာတွင်ရှိသည်အစာတသက်မင်းသည်မြတ်စွာဘုရားရိုသေးမျက်နှာရှိခိုး၍ယခုလိုမေးလျှောက်တော်မူသည် ဖုံးတော်ကြီးသောမြတ်စွာဘုရားယဟန်ပြုရခြင်း၏အကျိုးသည်အဘယ်နည်းမြတ်စွာဘုရားသည် အစာတသက်မင်းအားတာမညာဖလားတုတ်ဒေသနာတော်ကိုဟောကြားတော်မူလေသည် အစာတသက်မင်းသည်မြတ်စွာဘုရားဟောကြားတော်တရားဒေသနာကို အလွန်နှစ်သက်စွာလက်ခံ၍ဝမ်းမြောက်ဝမ်းသာနေရမထကမြတ်စွာဘုရားအားရှ िख ိုးအယိုသေးပြုပြီးလျင်ဖဲ့ခွာသွားလေတော်သည်ထဆောင်နိုင်ပွဲတော်နှင့်ပတ်သက်နေသော ပုံဝိတုတစ်ခုသည်က ဩမာဒန်ဒီအလှမည်သော အလှဒေဝီအကြောင်းလည်းဖြစ်ပါသည်ဩမာဒန်ဒီသည်ကရေရှိဆွဲကျော်ဝါသောတထေးဤသမီးဖြစ်သည်ဖခင်တထေးကသူဤသမီးသည် အရှင်မင်းကြီးနှင့်ထိုက်တန်သည်မိမယတနာဖြစ်သည်ဟု တွေးတော်မိသည်ထို့အကြောင်းဘရင်ထံသိစေသောအခါတိဝိဘယင်သည် စိတ်ဝင်စားတော်မူပြီးမိဖုရားအဖြစ်မဆက်မီဘယင်ပရောဟိတ်ပုံနာတို့ကိုဆေလွှတ်၍တရိုးသမီးကိုကြည်တော်မူစေသည် သူတို့ကသူတို့သမီးဤကျင့်အင်းလက္ခဏာကိုဖတ်၍မိဖုရားဖြစ်တဲ့မဖြစ်တဲ့ကို ဆုံးဖြတ်ကြသည်။အုံမာဒန်ဒီဤအိမ်ဝဲထိုပရောဟိတ်ပုံနာတို့ကိုထမင်းဟင်းဖိတ်ကျွေးအခန်းချင်းဝဲပရောဟိတ်တို့မှအုံမာဒန်ဒီဤအလှကိုရှင်မူပြီးတတိကိုဖြစ်စိန်သောကမတတ်နိုင်ကြဘဲထမင်းစပွဲပေါ်ကရှိရှိသမျှအရာတို့ကိုယုံရင်စံခတ်ဖြစ်ခုံကြလေသည်။အုံမာဒန်ဒီဤအရေးကြီးသောကိစ္စအတွက် ဘယင်သည်ဤအယူတို့ကိုဆေလွတ်လေသည်ဟုအမျက်ထွက်လေသည်အုံမာတန်ဒီသည် သူဤကျုံမာတို့အားထိုပုံနာတို့ကို နှင်ထုတ်ရန်စေခိုင်းလိုက်လေသည်သောပရောဟိတ်ပုံနာတို့မှာသူတို့အယူတပွဲဖြစ်ရခြင်းကြောင့်ဘယင်ကြီးအားရှောက်တင်ရန်ပြည့်စုံသောရှောက်တင်ချက်မရှိကုန်တော့ကြေထို့ကြောင့်အုံမာဒန်နီသည်ဘယင်မင်းမြတ်နှင့်မထိုင်မလျောက်ပါဟူ၍ဘယင်ကြီးအားရှောက်တင်လိုက်သည် ဘရင်ညင်းပယ်ခံရပြီးနောက်အုံမာတန်ဒီကိုတတိနှင့်ပြေဆုံး၍ရိုးသားဖြောင်းမှတ်သူဘရင်ဤစစ်သူကြီးအပိပါဒကထံဆက်သားလိုက်လေသည်အုံမာတန်ဒီသည်ထိုစစ်သူကြီးအပေါ်တွင်ချစ်ခင်ယိုသေးစွာအလုံအကျွေးပြင်းရင်းနှင့်ပင် သူ့အပေါ်ပြုခဲ့သောတိဝိဘရင်အပေါ်ရန်ညိုးဖွဲ့ထားသည်အဋ္ဌိယကိုမိမဟူသည်အာဂါဒသည်ဟူသောရံညိုးကိုဖွဲ့သည်လျက်လက်စားချေဖို့အချိန်အခါကောင်းကိုမျောလင့်ဆောင်ဆိုင်နေသည် တစောင်းမုံလာပြည်နေသို့ရောက်သောတီဝီတိုင်းအရိဋ္ဌပௌဒ္ဒတမျိုးလုံးသည်မီရှုမီလျံများတထိန်ထိန်ထုံးကြီးလျက်ပွဲလန်းသဘင်စင်ရင်ကျင်းပါနေသည်တိဝီမင်းမြတ်သည်မြို့တော်ကိုများစွာသောစီစိမ်အဖြစ်ဖြင့်လှည့်လေတော်မူသည်ဤအချိန်အခါကအုံမာတန်ဒီဤခင်မိုးစစ်သူကြီးအဘိပါဒကအဖို့လုံခြုံရေးကိစ္စများတာဝန်ယူမအားလက်သောအခါဖြစ်သည် ထိုစစ်သူကြီးသည် နေအိမ်မှမခွာမီသူဤဇနီးမယားအလှအပ အုံမာတန်ဒီကိုရှင်မအုံမာတန်ဒီအရှင်မင်းမြတ်ဒီမြို့တော်ကိုလှည့်လေသည်ရှိသောဤအိမ်တကားဝါတို့ရောက်တော်မူလက်တံထိုအခါအရှင်မင်းမြတ်အားရှင်မကိုယ်တိုင်မပြပါလင်ရှင်မဤအလှကို မြင်တော်မူသောသူတို့တတိကိုထင်ဆိုင်သောငါမစွမ်းနိုင်သည်ကိုဖြစ်စေလိမ့်မည် အုံမာဒန်ဒီဤတတိနှင့်စင်ကျင်ပါအံဟူသောအပြေစကားနှင့်နှလုံးအိမ်ရှိတတိတိနာကျင်ခဲမှုတွင်ပျောက်ဆုံးလျက်ရှိသောဖက်ခွာလက်တန်သောခင်မိုးစစ်သူကြီးအားအရှင်ကြွတော်မူပါလောအကျွန်ုပ်သည်တိပါအံဟူဆိုလေသည်စစ်သူကြီးအားစိတ်ချတော်မူပါဟုတုတ်ပြန်နှုတ်ဆက်ပြီးဝဲအုံမာဒန်ဒီသည် သူအမျော်လင့်ဆုံးအချိန်အခါကရောက်ချေပြီးဟုစောင့်နေတော်မူသည်ကြုံမသည် ုံမာဒန်ဒီစေဆိုးမာထားသည့်အတိုင်းမင်းကြီးဤရထားအိမ်တကားရှိသူရောက်လေပြီဟူကြားလျင်အုံမာဒန်ဒီသည် လေတုံတကားရှိရာသို့သွားသည်တင့်တယ်လှစွာသောထိန်ဝင်းပါနေသောအလားဖြင့်ပန်းပုံတောင်းကိုကင်လျက်တကားဝကိုမှီပြီးရက်နေလေသည်ထို့နောက်အုံမာဒန်ဒီသည်တိဝီမင်းကို ပန်းတို့ဖြစ်ပြရာတိဝီမင်းသည် မော၍ကြည်လျင်အုံမာဒန်ဒီကိုမြင်သောအံ့ဩခြင်းဖြစ်တော်မူသည် ုံမာတန်တီသည်လှပဆွဲဆောင်မှုရှိသောစက်တရေနှင့်ပြည့်စုံသောအပြုံးကိုပြု၏ထို့နောက်တိဝိမင်းသည်ခိလေသာတိဟုသောတတိလက်လွတ်ဖြစ်ခြင်းကိုလှစ်လူရှုကလေတုံတကားကိုပိတ်၍သွားလေသည်ထို့နောက်တွင်မူတိဝိမင်းသည်မြို့ကိုလှည့်လေခြင်းအမှုကိုမပြုနိုင်တော့ပါတိဝိမင်းသည်ရွှေနန်းတော်သို့ပြန်လည်လာပြီးအိယာတိုက်ခန်းနိုင်လောင်းလျက်အုံမာဒန်ဒီကိုမြည်တမ်းတာတော်မူသည် ထိုချိန်ခါမှစ၍စစ်သူကြီးမှဘရင်အားတိတ်ဆုံးကတိုင်းရေးပြည်ရေးတိုင်ပင်နှီးနှောဖို့ရန်မဖြစ်နိုင်တော့ပြီးစစ်သူကြီးသည်ဘရင်ဤထူဆန်းသောဖြစ်ရင်အကြောင်းကိုစုံစမ်းသည်ချက်ချင်းဆိုသလိုပင်ဘရင်ကြီးခံစားရမှုဖြစ်စဉ်ကိုစစ်သူကြီးသိတော်မူသည်ဘရင်မင်းကြီးသည်ကအုံမာဒန်ဒီအပေါ်တန်တားသောစိတ်ဖြင့်အုံမာဒန်ဒီကိုမရသည်ရှိသောတေလက်တန်ဟုအိယာတိုက်ခန်းဝဲတိတ်တဆိတ်ခံစားနေရသည် စစ်သူကြီးသည်လူတို့ပူဇော်ရာညောင်မကြီးတပင်ထံတစုံတဦးအားစေလှုပ်စေပြီးတကူးကြီးသောနမင်းတို့ထံမေးမြန်းအံ့ဟုအကြံပြုသည်ထို့နောက်စစ်သူကြီးသည်စိတ်ချမြဲမြံသောအလုအကျွေးတယောက်ကိုအခေါင်းရှိသောညောင်မင်းတဲသို့ဝင်၍ဤသို့သောစကားတို့ကိုပြောရန်မှားကြားတင်ကြားလိုက်သည်ထိုတစ်ပင်တို့အမတ်တို့ကလာရောက်မေးမြန်းတော့အခေါင်းထဲမှာထိုအလုအကျွေးလဲ စစ်သူကြီးမာသည့်အတိုင်းတိဝိမင်းကြီးသည်စစ်သူကြီး၏မယားအပေါ်၌တက်ဆွမ်းသောစိတ်ရှိနေပြီသည်ဟုဆိုလေသည်စစ်သူကြီးသည်အရှင်မင်းကြီးထံသို့သွား၍ညောင်ပင်ဆောင်နှင့်ပြောကြားသည်ကိုလျှောက်တင်းကအုံမာဒန်ဒီကိုရရောစွာပင်ဆက်တာလေသည် ။ဘယင်သည် သူ၏အုံမာတန်ဒီအပေါ်တက်ဆွမ်းသည့်စိတ်ကို လူနတ်တို့သည်တိကျကြေကုန်ပြီးဟူရှက်တော်မူပြီးအမြင်မှန်ရတော်မူကတိုင်းသူပြည်သားတို့အပေါ်တရားနှင့်အညီဆက်လက်အုပ်ချုပ်လျက်ငြိမ်းချမ်းစွာနေထိုင်သွားတော်မူသည်။ဤဇာတောင်းကပြဆက်မင်းသားမင်းသမီးတို့အကြိုက်ဖြစ်လေသည်တဆောင်နိုင်ပွဲတော်အတွင်ဤဇက်ကိုကပြရာတွင် အုံမာတန်ဒီမင်းသမီးတီဝိမင်းဘောပန်းများချက်ချသည့်အခန်းကို အထူးဦးစားပေးကပြကြသည် ပြဆက်စရာဤပညာစွမ်းဖြင့်မင်းသားနှင့်မင်းသမီးတပွဲလူပြတ်တပွဲဘယင်ကြီးဤဇယုတ်ကို ဖန်တီးကားပြကြရာဘယင်ကြီးဤဇယုတ်အခမ်းသည်ပွဲကြီးပြိတ္တတို့ပွဲကြကြရလေတော်တည်းဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်နားဆင်ပေးကြတဲ့အတွက်ပြိတ္တများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်